ကျောင်းဝင်အားလုံးမင်္ဂလာပါ Dragon Fish Show ကနေပြီးတော့ကြိုဆိုပါရစေ။ကျွန်တော်တို့ဘာလို့သင်ရဲ့နောက်ဆုံးရသတင်းအကြောင်းအရာတွေနဲ့တခြားစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအများရန်တင်ဆက်ပေးသွားမယ်။ဆင်းမင်းပါ။ကျွန်တော်တို့ဘာလို့သင်ရဲ့ပြီးခဲ့တဲ့စက်တင်ဘာလအတွက်ကို PH ချီမင်ခဲ့တဲ့အကောင်းဆုံးသာသမာစုကိုဆိုရင်တော့ကွင်းရဲ့သာသမာဖြစ်တဲ့ Dominic Soul ဆိုင်ကဒီစုကိုထိုက်ထိုက်တန်တန်နဲ့ပဲရရှိခဲ့ပါတယ်။ ဒီစုကိုရရှိခဲ့တဲ့နေရာမှာအသင်းကစားပေါ်တွေဖြစ်တဲ့ဒါ Ryan Graham ဘက်တူနဲ့အပြိုင်ဒီစုကိုဒါရရှိခဲ့တာဖြစ်တယ်ဗောလေဒီစုကို Dominic Sousa ကတကယ်ကိုထိုက်တန်တန်တန်ရရှိခဲ့တာဖြစ်ပြီးတော့သူပြီးခဲ့တဲ့ဒါ September လမှာဆိုရင်လည်းကျွန်တော်ကိုရောကျွန်တော်အကုန်လုံးမြင်ခဲ့ရတဲ့အတိုင်းပဲဗောလေသူ out of position တွေမှာထွက်ဆော့ရရဲပြီးလို့ရှိရင်ဒါအသင်းအတွက်အရေးကြီးတဲ့အခန်းကဏ္ဍတွေမှာသူတကယ်တမ်းကိုမဆုံးမနစ်နဲ့တော်တော်လေးကိုစူးစမ်းခဲ့ရတာကိုကျွန်တော်တောက်လျှောက်တွေ့ခဲ့ရတယ် ်အဲ့ဒီလိုမျိုးစ조사အားထုတ်မှုအတွက်နဲ့ပတ်သက်ပြီးတော့ပဲဒီစုကို dominant society အနေနဲ့ကရရှိခဲ့တာဖြစ်တယ်လို့ပဲကျွန်တော်ယူဆရမယ်အဲဒီစုကိုတခြားထိုက်တန်တဲ့ဇာသမားတွေလည်းရှိတယ်ဗောလေဒီနေရာမှာတခြား rank grand bet တို့ပါလို့လည်းဒီစုကိုရာသင့်နိုင်ပါရှိတယ်တိုးပင်မဲ့ Ryan Grant တို့ Vage Van Dijk တို့ကလည်းဒါနောက်ဆုံးဖြစ်တဲ့ဒါစက်တင်ဘာလရဲ့နောက်ဆုံးပွဲစဉ်လို့ပြောရမယ်။ Barca Sarri နဲ့ပွဲစဉ်မှာဆိုရင်တို့တွေ struggle ဖြစ်ကြတယ်။အဲ့ဒီအတွက်ဒါလက်ရှိမှာဆိုရင်တော့ဒါ Dominic Soboslan ကအဲ့ဒီစုကိုထိုက်တိုက်တန်တန်ပဲ လဘဘူးအတင်းရဲ့တလတာခေါင်းဆောင်ကမ္မစုကိုရရှိသွားခဲ့တာဖြစ်တယ်ပေါ့လေနောက်ထပ်သတင်းတစ်ခုကလက်ရှိမှာဆိုရင်တော့ဒါကျွန်တော်တို့လဘဘူးအတင်းနဲ့စာချုပ်တက်တန်းကလည်းနောက်ဆုံးနှစ်ထိရောက်ရှိနေတဲ့ဒီနှစ်ရာသီကလဘဘူးအတင်းရဲ့ဒါနောက်ဆုံးသာသမာဘဝရာသီလို့ပြောရမယ်အီရာအီမာကိုနာတီကသူ့ရဲ့နောက်ဆုံးရာသီမှာသူ့ရဲ့ခြေစွမ်းပိုင်းနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေတောက်လျှောက်ကိုခံနေရတယ်။အဲအဲ့ဒီဘက်ကိုနီးပြားဖြစ်သူအာနေရှော့ကလည်းကစားသမားဘက်ကနေပြောကာပါလုပ်ပြီးတော့ပြောပြထားတာရှိတယ်ဗောလေ အာနိစောကတော့ဒီကစားသမားကဒီယာဒီမှာခြေစွမ်းကြဆင်းနေတယ်ဆိုပေမဲ့ဒီခြေစွမ်းကြဆင်းတာကဒီအီဘရာဟီမာကိုနာဒီတယောက်တည်းမဟုတ်ဘဲနဲ့ဒါအသင်းမှာရှိတဲ့ကစားသမားတွေအကုန်လုံးကဒီခြေစွမ်းကြဆင်းနေမှုကိုကြုံနေရတယ်ရင်ဆိုင်နေရတယ်အဲ့ဒီအတွက်အကုန်လုံးကိုမြင်အောင်ကြည့်တတ်ဖို့လိုတယ်လို့ကစားသမားဘက်ကနေပြီးတော့ကာဘာလုပ်ပြီးတော့ပြောသွားတယ်ဟုတ်လေဒါအီဘရာဟီမာကိုနာဒီကိုဒါပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်းဘာဘူးတင်ကနောက်ထပ်စာချုပ်တက်တန်းတိုးမျိုးအတွက်နောက်ထပ်တစ်ချိန်ထပ်ပြီးတော့ကမ်းလမ်းမယ်ဆိုတဲ့သတင်းတွေကလည်းတက်တက်လေးတက်တက်လေးကြားရတယ် ီပိုင်းမှာကိုနာတေဘက်ကလည်းလက်ခံမယ်ဆိုတော့ဒါကောလာဟာလာတည်နေတယ်ကျွန်တော်တို့တောက်လျှောက်ကြားခဲ့ရတယ်ပေါ့လေအဲဒီလိုမျိုးကြားခဲ့ရပြီးနောက်ပိုင်းမှာအီပိုင်းမှာကိုနာတေရဲ့ခြေစွမ်းပိုင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုဝေဖန်မှုတွေမြင့်တက်လာတယ်အဲအဲ့ဒါညနေပတ်သက်ပြီးတော့နီးပြားဖြစ်သူကကာပါလို့ပြီးတော့ပြောပြသွားတယ်ဆိုတော့အီပိုင်းမှာကိုနာတေကကျွန်တော်တို့အတင်းမှာလက်ရှိမှာတော့တကယ်အမှန်တမ်းပြောရမယ်ဆိုရင်ဗျာနော်တော့ဘူအတင်းမှာကအီပိုင်းမှာကိုနာတေကတော်တော်လေးကိုမှ struggle ဖြစ်နေတာလက်ရှိချိန်မှာတကယ်လေးကိုမအားနေနေတာဗျာ အဲဒါပေမဲ့အားနေနေပြီမဲ့လေကျွန်တော်အစ်မအီဗရာဟီမခုနာတဲ့အပြင်ကိုမှတခြားကစားသမားဘသူကိုသုံးမလဲဒီနေရာမှာတခြားကစားသမားသုံးပြဆိုရင်ဂျိုဟိုမတ်ပဲရှိတာဂျိုဟိုမတ်ကလည်းအီဗရာဟီမခုနာတဲ့ struggle ဖြစ်နေသည့်တိုင်အောင်အီဗရာဟီမခုနာတဲ့ရဲ့လက်ရှိ form ကိုဂျိုဟိုမတ်ကမမီသေးဘူးအဲ့ဒီတော့တေချာပေါက်တခြားကစားသမားကိုသုံးလို့မရတဲ့အချိန်မှာဒီစားသမားကိုပဲသုံးရမှာအဲ့ဒီတော့ဒီစားသမားကိုမကောင်းဘူးပြောနေတာတွေကလည်းကျွန်တော်တို့ကြီးရက်တင်ပြီးခြင်းနေဘာကြောင့်လဲဆိုတော့ဒီစားသမားက မကောင်းဘူးဆိုရင်တော့မှပဲကျွန်တော်တို့အတက်နိုင်ဆုံးတီးခံပြီးကြည့်ရမှာဗျ။ဟိုပြောချင်တာဒီသားသမားကိုမကောင်းဘူးပြောပြီးတော့ကျွန်တော်တို့ရေကိုကိုစိတ်ကိုကိုဒုက္ခပေးနေမယ်အစားကျွန်တော်ကကျွန်တော်ဒီသားသမားကိုဖြည့်ကြည့်တာကပို့ပြီးတော့အဆင်ပြေမယ်လို့တော့ကျွန်တော်ယူဆတယ်။ဒါကကျွန်တော်ရဲ့အမြင်ကိုပြောတာဗောလေကျွန်တော်ရဲ့အထင်ကိုပြောပြတာ။ဘာလို့ဆိုတော့ကျွန်တော်ကဗျာအမှန်တိုင်းပြောရမယ်ဆိုရင်ဒီသားသမားကိုတကယ်တမ်းကဒီနေ့ရာသီနောက်တန်းကတော်တော်လေးစိတ်ပြည့်စရာကောင်းနေနောက်တန်းဘာကေဗန်တိုက်ကအစားဗျာနည်းနည်းလေးကြားလာတဲ့အရေးအယံကိုကျွန်တော်တွေးနေရပြီ။ဒါက ဘာကေဘန်နိုက်ဆိုရင်သူ့ရဲ့ rate နဲ့ထိမ်းပြီးစောင့်နေတာဗျာဒါမှန်သေးတယ်။သို့ပေမဲ့အီဘရာဟိမကိုနာဒီကကြတော့သူ့ရဲ့လက်ရှိပုံစံကသူ rate နဲ့လည်းမထိမ်းနိုင်ဘူးတော်တော်လေးဖောင်ပြက်နေတာ။အမားကတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုဇတိုက်တွေးနေရတဲ့အချိန်မှာကျွန်တော်တို့အမှန်တိုင်းဆိုရင်အီဘရာဟိမကိုနာဒီကိုအသင်းရဲ့ပွဲထွက်လူစင်းမှာတော့မတွေ့ချင်ဘူးဗျာ။သို့ပေမဲ့ဒီကစားမကိုပွဲမထွက်ရင်လည်းတခြားကျွန်တော်တို့မှာပွဲထွက်စရာကစားသမားမရှိဘူး။အဲ့ဒီအတွက်ဒီကစားမကိုပဲကျွန်တော်တို့တီးခံပြီးတော့ကြည့်အောင်ပါပါ။ဆိုတော့ဒီဇာသမားကိုတိခတ်ပြီးကြည့်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီဇာသမားကိုထိုင်ပြီးတော့ဗျာဆဲဆိုပြီးတော့ အကုသိုလ်တွေယူနေမဲ့အစာပြောက်ကိုကိုဒုက္ခပြီးညှင်းဆဲနေမဲ့အစာဒီသာသမာကောင်းတဲ့အရာလေးတွေပဲဖြည့်ကြည့်လိုက်တာကကျွန်တော်တို့အတွက်ကောင်းမယ်လို့ပဲထင်တယ်။နောက်ထပ်သတင်းတစ်ခုကဘာလဲဆိုတော့လက်ရှိမှာ Front VPN နဲ့ပတ်သက်ပြီးတော့ Front VPN ကိုခေါ်လိုက်ခြင်းကတကယ်အတင်းအတွက်လိုအပ်တဲ့အရာတစ်ခုကိုဖြည့်ဆည်းလိုက်ခြင်းဖြစ်တယ်လို့ဒီပြဖြစ်သူ Arnish Lock ကထပ်ပြီးတော့ဆိုလာတယ် ဆိုတော့ front back ကလက်ရှိအချိန်မှာကျွန်တော်တို့အကုန်လုံးတည်ထားတဲ့အတိုင်းပဲတကယ်ကိုမှအတင်းအတွက်ဘာမှကိုလုံးမပြနိုင်တဲ့အထက်မှာပါတယ်ဗောလေအဲသူ community shift fine နေမှာအစ်စ်တစ်ချိန်လုတ်ပေးတာကလွဲပြီးတော့ကျန်တာတွေသူဘာမှလုံးပြမှထားဘူးဒို့ပေမဲ့လည်းမြေပြဖြစ်သူ arnish lock က front v ရဲ့ကိုခေါ်လိုက်ခြင်းကအတင်းအတွက်မှန်ကန်တဲ့ခေါ်ယူအားဖြည့်မှုတစ်ခုဖြစ်တယ်တကယ်ကောင်းတဲ့အားဖြည့်မှုတစ်ခုဖြစ်တယ်လို့ပြောလာတယ်ဆိုတော့အဖရန်ဗီရက်ကိုသူဘလောက်ထိအောင်မြင်ထားလဲဗောလေဒါကနီးပြတယောက်ရဲ့အမြင်နဲ့ပဲသက်ဆိုင်ရေဗျာ ်နီဗျာတယောက်ကကစားသမားတအုပ်ကိုရေရှည်မှာဘလောက်ကောင်းနိုင်လဲဆိုတာကသူ့ရဲ့ကစားပုံပေါ်မှာသူမူတည်ပြီးတော့အများကြီးသူမှတ်ချက်ပေးနိုင်တယ်ဆိုတော့ Front View ကိုဒီချိန်မှာသူကတကယ်ကောင်းတဲ့ခေါ်ယူအဖြစ်မှုတစ်ခုဖြစ်တယ်လို့သူပြောလာတယ်ဆိုတော့ဒါကဘလိုမျိုးကောင်းတဲ့အရာဖြစ်မှာလဲဆိုတော့သူတတ်တည်ပြစရာတော့လိုအပ်တယ်ပေါ့လေတတ်တည်ပြစရာလိုတယ်ဘာဖြစ်လဲဆိုရက်ဗျာကျွန်တော်တို့ဘာကိုအတင်ပြိသက်တွေကလက်ရှိ Front View နဲ့ပတ်သက်ပြီးကျွန်တော်မြင်နေရတဲ့အရာတွေမှာကအပေါင်းလက္ခဏာဆောင်တဲ့အရာတွေတစ်ခုမှရှိမနေဘူးဆိုတော့ ဖရမီယားကိုပြာကျွန်တော်တို့ထပ်ပြီးတော့အချိန်ပေးလို့ရသေးတယ်။တိုးပြင်မဲ့သူ့ရဲ့ဒီပုံစံအတိုင်းဆိုရင်တော့ကျွန်တော်တို့အချိန်ပေးဖို့အတွက်ကိုနည်းနည်းလေးတော့ထပ်ပြီးတော့စဉ်းစားဖို့တော့လိုအပ်နေပြီလို့ထင်တယ်ပေါ့လေ။ဒါပေမဲ့လည်းအန်နီစတော့ကဒီကစားသမားကယူရကဲထိုက်တန်တဲ့ကစားသမားတကယ်ခေါ်ယူအားဖြင့်မကောင်းတဲ့ကစားသမားမှန်ကန်တဲ့ကစားသမားဖြစ်တယ်ဆိုတာသူတတ်သိပြဖို့တော့လိုအပ်တယ်။သူ့ဘက်ကလည်းဒီကစားသမားကအကောင်းဆုံးကစားသမားလို့သူပြောထားတယ်အဲသူထပ်ပြောရတာကဖရန်ဗီယားကပြီးခဲ့တဲ့ရာသီတုန်းကဘွန်ဒက်လီကာမှာသူ့ကိုရှင်ပြီးတော့ကစားနိုင်တဲ့ကစားသမားမျိုးမရှိဘူး။ သူ့အတွက်ပြိုင်ဘက်ကောင်းမရှိဘူးဗောဗျာပြောချင်တာကပရမ်ဗီယက်ကိုပြီးခဲ့တဲ့ယာလီကဘွန်ဒက်စီကာမှာသူ့ကိုတားဆီးနိုင်တဲ့ကာသမာမရှိဘူးဒီယာလီမှာတော့ပရီးမီးယားလိမ့်မှာရောက်လာတဲ့ခါမှာလီးနဲ့အသားမကျသေးတဲ့ပုံစံနဲ့ပြိုင်ဘက်ရဲ့ဒါကျန်ကျန်နဲ့နဲ့ကစားတဲ့ပုံစံနဲ့ကြောင့်ဖရမ်ဗီယက်ကလက်ရှိမှာကစားနေရတဲ့ပုံတွေနည်းနည်းခက်ခဲနေတာဗောလေဒါကြောင့်မလို့လေဖရမ်ဗီယက်ရှီကဒါမကြခဏဘောလုံးဆုံးရှုံးမှုတွေကျွန်တော်မြင်တွေ့ထားရတယ်ဒါကိုသူ့အကောင်းဆုံးပြင်ဆင်နိုင်လိမ့်မယ်လို့ယုံကြည်ထားတယ်ဆိုတဲ့အကြောင်းကို Frenvian နဲ့ပတ်သက်ပြီးတော့ကာဘာထက်လုပ်ပြီးပြောသွားတယ် လိုပြောင်းရပြဒီနေရာမှာတော့အသင်းရဲ့မန်နေဂျာနဲ့အသင်းပလေယာတွေနဲ့ပတ်သက်အသင်းပလေယာရဲ့ကြားမှာကတကယ်ကိုကောင်းတဲ့ close ဖြစ်တဲ့ relationship တစ်ခုရှိတယ်လို့ပဲကျွန်တော်ပြောရမှာပေါ့လေ။ဘာကြောင့်လဲဆိုတော့ဟို unreal က management အရန်ကောင်းတယ်လို့ကျွန်တော်ထင်တယ်ဗျာဒီလား management အရန်ကောင်းတယ်သူကစားသမားတဦးချင်းတဦးချင်းစီတိုင်းကိုသူတို့ရဲ့ကစားသမားတွေရဲ့စိတ်ခံစားချက်အပိုင်းကစားသမားတွေရဲ့ခြေစွမ်းပိုင်းကစားသမားတွေခံစားနေရတဲ့အရာတွေဒါတွေအကုန်လုံးကို unreal က တတိတတာဒီကစားဟိုကစားသမားနဲ့နီးပြကြားထဲမှာတော်တော်လေးပုံပွင့်လင်းလင်းရှိတဲ့ဆက်ဆံရေးမျိုးရှိတယ်လို့ထင်တယ်အဲပုံကိုရေးရအလျောက်ပြီးလို့ရှိရင်ဒါ personal အလျောက်အကုန်လုံးပေါ့လေတီးတန့် management လုပ်တဲ့နေရာမှာကော team play style ကို management လုပ်တဲ့နေရာမှာတော်တော်လေးကိုမှကောင်းတဲ့အရာတစ်ခု ဖြစ်တယ်အဲဒီအရာကိုလည်းနီးပြဖြစ်သူကျွန်တော်ရဲ့ဘာဘူအတင်းရဲ့နီးပြဟောင်းဖြစ်သူဂျာဂန် clock ကလည်း anisloy ရဲ့ view eye ဘိုင်းရင်နဲ့ပတ်သက်ပြီးတော့ချီးကျူးထားတယ်ပေါ့လေ ခြေကျူထားတဲ့ပုံစံက natural ကတကယ်ကိုကောင်းတဲ့နီးပြူပါဘိုင်းနေနဲ့ပြိုင်ဘက်ကိုချင်းကတ်တာဗောလေအဲဒီအတွက်တဘာဘူးအတင်းအတွက်တော့တကယ်ကောင်းတဲ့နီးပြတယောက်ရလိုက်တာပဲလို့သူပြောသွားတယ်ဆိုတော့နီးပြဟောင်းကြီးဖြစ်တဲ့ဂျာကန်ကလော့ပြောတဲ့အတိုင်းပဲဖြစ်ပါစေလို့ပဲကျွန်တော်မျှော်လင့်ရမှာဗောဗျာလက်ရှိအချိန်မှာကကျွန်တော်သိထားတဲ့အတိုင်းတော့နီးပြကတော်တော်လေးပုံမှအဆင်မပြေနေတဲ့ရလက်မျိုးတွေရထားတာဆိုတော့ ဒါကျွန်တော် Chelsea နဲ့ပွဲစဉ်မှာအောင်ဆောင်ကြည့်ရမှာဗောလေ Chelsea နဲ့ပွဲစဉ်မှာဘယ်လိုမျိုးရလဒ်တွေထွက်လာလဲဆိုတော့ကျွန်တော်ဆောင်ကြည့်ရဖို့လိုလိုအပ်တယ်။ဆိုတော့ကျွန်တော်ကိုရောဘယ်လိုထင်ကြလဲဒီချက်လောက်ဆွေးနွေးကြပါအောင်ကျွန်တော်လည်း line subscribe လုပ်ကြအောင်ကျေးဇူးများတင်ပါတယ်ဗျ။